السلام عليكم اهلا وسهلا ولكم باك تو ماي شانل um ကျွန်တော်ဒီနေ့သင်ပေးသွားမယ့်အကြောင်းအရာလေးတွေကတော့အမ်ကျွန်တော်တို့ဒီနန်စာရည်နဲ့ပတ်သက်ပြီးပေါ့နော်ဘယ်လိုသုံးလို့လဲဆိုတော့သင်ပေးမှာဖြစ်ပါတယ် okay စားလိုက်အောင်ကျွန်တော် i ကျွန်ုပ်ဒီဆိုလို့ရှိရင် anna ယောက်ျားလေးပဲဖြစ်စေ main ကလေးပဲဖြစ်စေ anna လို့သုံးလို့ရပါတယ်အာကျွန်တော်တို့တွေ you you မှာဆိုရင်ကျွန်တော်နှစ်ခုရှိမယ်ယောက်ျားလေးဆိုရင် anta main ကလေးဆိုရင် anti ဟုတ်ပြီနော်အဲ့ဒါဆိုရင်တင်လို့ပြောတာအ ਨੇ ငယ်တယောက်တည်းလို့ဆိုလို့ရှိရင်ဟုတ်ပြီနော်ကျွန်တော်တို့တွေ he သူသည်သူသည်ဆိုရင် who อ่ะသူသည်ဆိုရင် who อ่ะနောက်တစ်ခုကကျွန်တော်တို့တွေ she he อ่ะသူမသည်ဟုတ်တယ်နော်သူမဆိုရင်တယောက်တည်း singular noun ပေါ့နော် we we ဆိုရင်ကျွန်ုပ်တို့ကျွန်တော်တို့ဆိုရင် nahnu nahnu ဘယ်လိုတောင်းလို့ရအောင်နောက်တစ်ခုကျွန်တော် you ယူမာမအခုနကျွန်တော်ပြောခဲ့တာတွေဒီ singular ပေါ့အနည်းငယ်နော်အခုကအများကြီးတယောက်ထပ်ပူရောက်ပြီနော်အဲ့ချိန်ကျရင်ကျွန်တော်တို့ယောက်ျားလေးအများကြီးဆိုရင်ဘယ်လိုသုံးမလဲဆိုတော့ anton main ကလေးအများကြီးဆိုရင် antonna antonna anton လို့လည်းအတူတူသုံးရပါတယ်နောက်တစ်ခုကကျတော့ they they ဆိုလို့ရှိရင်ကျွန်တော်နှစ်မျိုးရှိမယ်ယောက်ျားလေးအများကြီး they ဆိုရင် home main ကလေးအများကြီး ဒီဆိုလို့ရှိရင်ကျွန်တော်တို့ဟွန်းနာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်